ိလစ်ပိုင်နိုင်ငံမှာစူပါတိုင်ဖွန်းမုန်တိုင်းတစ်လုံးဖြစ်တဲ့ရာဂါဇာဆိုတဲ့မုန်တိုင်းဝင်ရောက်တိုက်ခိုက်နေပါတယ်။ဒါနဲ့ပတ်သက်တဲ့ရုပ်သက်ဖိုင်အဟောင်းတွေပြန့်နှံ့နေပါတယ်။ စိန်ကျော်သန်းဆိုတဲ့ Facebook အကောင့်ကနေစက်တင်ဘာ22ရက်နေ့မှာကြောက်စရာကြီးနာကိထက်ကျန်းနေမနေ့ကဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာစူပါတိုင်ဖုန်းရာဂါဆာဝင်ရောက်လေတိုက်နှုန်းတနာီမိုင်130မှာ165ယခုနှစ်တွင်အပြင်းထန်ဆုံးမုန်တိုင်းအဆင့်၄ထိတက်မှတ်ထားလို့ရေးသားကရုပ်သံဖိုင်တစ်ခုကိုရေးသားဖြန့်ဝေထားပါတယ်ရုပ်သံဖိုင်ထဲမှာလေပြင်းတက်ခိုက်နေခြင်းဖြစ်ပျက်နေတဲ့ရုပ်ပုံတွေကိုရိုက်ကူးထားတာတွေပါဝင်ပါတယ်ဒီဖိုင်ကိုကြိုင်းနေတဲ့သူ3000ကျော်ပြန်လည်မျှဝေသူ3000ကျော်နဲ့ကြည့်ရှုသူတန်းခွဲထိရှိနေပြီဖြစ်ပါတယ် တရုတ်တန်ဖိုင်လေးကပုံတွေကို screen shot ရယူကပုံတွေရဲ့စိမြစ်ကိုရှာဖွေတဲ့ Google Image Search ကနေတစင်းချက်လက်စစ်ဆေးခဲ့ပါတယ်ရုပ်သံဖိုင်တွေကအင်ကောင်မိုးကြီးလွန့်ထွက်သွားတဲ့ပုံဟာပြီးခဲ့တဲ့မေလက YouTube channel တစ်ခုမှာဖြန့်ဝေထားတဲ့ရုပ်သံဖိုင်မှာပါဝင်တဲ့အဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။ကားတစ်စီးပေါ်တစ်ပင်တစ်ပင်ပြိုကျခဲ့တဲ့ပုံဟာလည်းအခုဖြစ်စင်မဟုတ်ပဲဇူလိုင်လမှာ TikTok account တစ်ခုကနေဖြန့်ဝေထားတဲ့ရုပ်သံဖိုင်မှာပါဝင်ပါတယ်။ မှန်ကားရှိတဲ့အဆောက်အဦတွေကနေလေမြေတိုက်ခိုက်မှုကိုရိုက်ထားတဲ့ရုပ်သံဖိုင်ကိုတော့ကိုရီးယားနာမည်နဲ့ website တစ်ခုကနေအော်ဂိုလာကဖြန့်ဝေထားတဲ့ဖိုင်ဟောင်းဖြစ်ကြောင်းတွေ့ရပါတယ်။အခုပြန့်နှံ့နေတဲ့ရုပ်သံဖိုင်တွေကသုံးခုကိုဖိုင်ဟောင်းဖြစ်ကြောင်းစစ်ဆေးနိုင်ခဲ့ပါတယ်။ channel တွေကိုတော့အတီးပြွန့်နေစေဖြစ်ပါတယ်။ဖလပန်နိုင်ငံမှာရကစာမုန်တိုင်းဟာအမှန်တကယ်ဝင်ရောက်တိုက်ခိုက်နေတာပါတနအေကို285ကီလိုမီတာနှုန်းနဲ့တိုက်ခိုက်နေတာဖြစ်တယ်လို့ BBC ကသတင်းဖော်ပြထားပါတယ် ဒါကြောင့်စိတ်ကြော်တမ်းရဲ့ဖြန့်ဝေမှုဟာဖိလစ်ပိုင်နိုင်ငံမှာရာခစာမုံတိုင်းဝင်ရောက်တိုက်ခတ်တဲ့သတင်းဖြစ်စေအမှန်ကိုအခြေခံပြီးအခြားနေရာကရုပ်သံဖိုင်အဟောင်းတွေနဲ့ထည့်သွင်းပြုပြင်ထားတဲ့ရုပ်သံဖိုင်ကို ဖြန့်ဝေနေတာပဲဖြစ်ပါတယ်။မြေုံနဲ့စိုးဝင်စီပူစင်မဲ့ရုပ်သံဖိုင်အဟောင်းတွေကိုစုပြီးယခုလိုဖြန့်ဝေထားတာပဲဖြစ်ပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စစ်ခြင်းတဲ့တဲ့င်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် d.ly/agf visa ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခန့်အပ်ပါတယ်လောကမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။